ပါရှင်ခေတ္တတရင်ဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ရှိကြန့်ခိုင်ရေးအမတ်လောင်း3ဦးလုံခြံခံရပြီးအလောင်းပါပျောက်ဆုံးသွားဟုသတင်းထွက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အကြံဖက်စစ်ကောင်စီလက်အောက်ရှိကြံ့ခိုင်ရေးပါတီ USDPE ရွှေကောက်ပွဲအမှတ်လောင်း3ဦးအားမနက်ပိုင်းတွင်မတိသူအဖွဲ့မှစပိန်နဲ့ဆင်းဖြစ်တိုက်ခိုက်လုံခြံခဲ့ရ၌အသက်ဆုံးရှုံးသွားကြပြီးအလောင်းများကိုလည်းထုတ်ဖော်ရှာဖွေရန်ကြိုးပမ်းနေကြောင်းသတင်းရရှိပါသည်။အဆိုပါဖြစ်စဉ်မှာနေပြည်တော်ညောင်လေးပင်မြို့နယ်အနီးရှိလေယာလန်ချားတွင်ကြာသပတေးနေ့မနက်9:00နာရီခန့်တွင်ပြတ်ပွားခဲ့သည်ဟုဒေသခံများကပြောကြားပါသည်။တပ်ဆိုင်ရာအမှတ်လောင်း3ဦးသည်အုတ်ချုပ်ရေးအဖွဲ့နှင့်မဲဆွယ်ရေးအဖွဲ့ခရီးအဖြစ်ပြည်သူ့စံနောက်ဖော်ထုတ်ဖွဲ့အတွက် ခရီးသွားနေချိန်မသိသူအဖွဲ့မှလက်နက်များဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။တိုက်ခိုက်မှုပြီးတဲ့နောက်ရှင်းတစည်းနှင့်အမတ်လောင်းများတည်ဆောင်လာသူ၄ဦးကိုသတင်းအရလုံးဝသတင်းပျောက်သွားကြပြီးမနက်ပိုင်းအထိအလောင်းများကိုတန်တရာရှိနေသောဒေသများတွင်စစ်တပ်နှင့်ရဲတပ်ဖွဲ့များကပူးပေါင်းရှာဖွေနေကြပါတယ်။သို့သောလက်ရှိအချိန်ထိအလောင်းများမတွေ့ရသေးပေအဖြစ်ခံအချို့မှာတောအုံများသို့ဖယ်ရွှေ့ခံထားကြောင်းတန်တရားရှိနေကြပါသည်အကြံဖက်စစ်ကောင်စီတည်င်းဌာနမှအတိပြုကြေညာချက်တစ်ခုလည်းမထုတ်ပြန်သေးပါသို့သောနေပြည်တော်အတွင်းလက်ရှိစစ်ရေးနှင့် မဲဆွေရေးပြင်ဆင်မှုများတိုးလာနေချိန်မှာဖြစ်ပွားသည့်ဤဖြစ်စဉ်သည်တတိထားစရာအဖြစ်ပေါ်ထွက်လာနေကြောင်းသုံးသပ်သူများကဆိုကြပါသည်ဒေသခံများကလည်းလုံခြုံရေးအခြေအနေမတည်ငြိမ်သည့်အတွက်မဲဆွေရေးလှုပ်ရှားမှုများရန်နာရန်တောင်းဆိုနေကြပါသည်ထို့သောအကြံဖက်အဖွဲ့ကဘယ်သူဖြစ်ကြောင်းမသိရသည်ပဲဖြစ်စဉ်အကြောင်းအရာပေါ်သုံးသပ်မှုများကစေအာဏာရှင်ထိ ंछ ုံမှုအောက်တွင် လုံခြုံရေးမရှိခြင်းပြည်သူအနေနဲ့မဲဆွယ်ရေးအပေါ်မယုံကြည်တော့ခြင်းဟုသုံးသပ်ကြပါတယ်။လက်ရှိအချိန်ထိနေပြည်တော်တွင်စစ်တပ်အင်အားများဖြန့်ချီထားပြီးလေလာခြင်း၊ရှာဖွေခြင်းလှုပ်ဆောင်နေကြပါတယ်။ ဤသတင်းသည်သက်ဆိုင်ရာဌာနများမှအတိမပြုသေးသောသတင်းအချက်အလက်များအပေါ်အခြေခံရေးသားထားခြင်းဖြစ်ပြီးနောက်ထပ်အတိပြုသတင်းများထွက်ပေါ်လာပါကထပ်ဆင့်တင်ပြသွားပါမည်ဆလပင်ရခိုင်တပ်တော်အေအေမှနာမခဌာနချုပ်တို့ထိုးစစ်ဝင်လာမှုစစ်အာဏာရှင်ရွေးကောက်ပွဲမတိုင်မီပြင်းထန်လာသောစစ်အခြေအနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2025ခုနှစ်အောက်တိုဘာလ28ရက်နေ့တွင်ရခိုင်ပြည်နယ်အတွင်းစစ်ရေးအခြေအနေသည်ပုံမှန်မြင့်တက်လာပြီး အထူးသဖြင့်မကွေးတိုင်းရှိနောက်မခနေကြီးကောက်ဝေးရေးအဖွဲ့ဌာနချုပ်တီရှိရာဗဟိုဧရိယာတို့ရခိုင်တပ်တော် AA အင်အားစုများကထိုးစစ်ဝင်ရောက်လာကြောင်းဒေသခံများနဲ့တန်းနေနီးစပ်သူတွေထံမှတဆင့်သိရပါတယ်။နောက်မခသည်စစ်ကော်မရှင်လက်အောက်ခံလုံခြုံရေးဌာနတစ်ခုဖြစ်ပြီးရွေးကောက်ပွဲပြင်ဆင်မှုများအတွက်အဓိကတာဝန်ရှိသူများအဖြစ်အစိုးရသက်ဆိုင်ရာဌာနများနဲ့ပူးပေါင်းနေကြသည်။ ထို့ကြောင့် AA တပ်ဖွဲ့၏ထိုးစစ်လှုပ်ဆောင်မှုကိုရွေးကောက်ပွဲမတိုင်မီစစ်ကောင်စီ၏အာဏာအခြေခံအဖွဲ့အစည်းများကိုချိုးဖောက်ဖျက်ဆီးရန်ရည်ရွယ်ချက်ရှိသည်ဟုစစ်ရေးစုံစမ်းသူများကသုံးသပ်ထားကြပါသည်။ဒေသခံများကနာမခယုံအနီးမှာမင်းညာပိုက်ကလက်နက်ကြီးတန်တွေမော်တာအုံတန်တွေနဲ့တပြိုင်နက်တည်းမှာစစ်တပ်ဘက်ကလည်းတုံ့ပြန်ပစ်ခတ်နေကြတာမြင်ရတယ်ဟုပြောကြပါသည်။ထိုးတိုက်ပွဲသည်ရခိုင်အပတ်ကလေးကစတင်ခဲ့သောရခိုင်တပ်တော်၏စစ်စင်ရေးတစိုက်တစ်ပိုင်းဖြစ်ပြီးနာမခဌာနချုပ်နှင့်ပတ်သက်သည့်ဌာနဆိုင်ရာအဆောက်အအုံများကို လုံးဝလက်လွတ်မပေးရန်အဓိကကြီးရွယ်ထားသည်ဟုဆိုကြပါသည်တဖက်မှာစစ်ကောင်စီဘက်ကလည်းနာမခဌာနချုပ်အနီးသို့လေတပ်နှင့်တပ်မတော်အင်အားအထုပေးပို့ထားပြီးညအခိုက်တန့်တိုင်းတွင်လေကြောင်းတိုက်ခိုက်မှုများစက်တိုက်ပြုလုပ်နေကြောင်းသတင်းများထွက်ပေါ်လာပါသည်။လူတချို့ကလည်းမြို့အပြင်ကိုထွက်ပြေးနေရတဲ့ဟုပြောဆိုပါသည်။မြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်အဖွဲ့ကရွှေခောက်ပွဲပြင်းစစ်နေချိန်တွင်ဗဟုအာဏာအုပ်ချုပ်မှုအဆောက်အုံများကိုတဖက်သက်ထိုးဖောက်မှုများလှုပ်ဆောင်နေခြင်းသည်စစ်ရေးအ мян တုံ့ပြန်မှုတစ်ခုအနေနဲ့တောင်မှကနိုင်ငံတကာအမြင်တဲတွင်လည်း စစ်အာဏာရှင်၏တည်ငြိမ်မှုကိုတတ်တည်မပြနိုင်တော့သည့်အခြေအနေတစ်ခုအဖြစ်သုံးသပ်ခံနေသည်။နာမခဌာနချုပ်အနီးတွင်စစ်တပ်ဘက်မှလက်နက်ကြီးများတပ်ဆင်ထားတော့လေအေအေတပ်ဖွဲ့များကတောင်အုပ်ချင်းများမှလှုပ်ရှားပြီးစစ်ကွာဝေးအနေနဲ့ဝင်ရောက်တိုက်ခိုက်နေကြကြောင်းသတင်းများလည်းရရှိပါရယ်။ဒီတိုက်ပွဲပေါ်မှာရခိုင်ပြည်သူအများကလည်းအစိုးရဘက်အဖွဲ့များထက်အေအေအပေါ်တန်တမန်နဲ့ထောက်ခံမှုပိုများလာနေကြောင်းသတင်းထုတ်ဖော်သူများကပြောကြားပါရယ်။ နာမခဌာနချုပ်သည်စစ်အာဏာရှင်အခြေခံအဖွဲ့တစ်ခုဖြစ်သည့်အတွက်ထိုနေရာတုတ်တင်ခြင်းကိုအေးအေးအတွက်စည်ရေးအရေးကြီးမှုရှိသောအဆင့်အနည်းနဲ့တတ်မှတ်နိုင်သည်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန်တွင်လည်းစစ်ကောင်စီဘက်ကမြစ်တီအကြောင်းအရာမှတုံ့ပြန်ချက်မထုတ်ပြန်သေးပါ။နာမခဌာနချုပ်အပေါ်ရခိုင်တပ်တော် AAE ထိုးစစ်သည့်တာမန်တိုက်ပွဲတစ်ခုမဟုတ်ပါ ၎င်းသည်ရွေးကောက်ပွဲမတိုင်မီစစ်အာဏာရှင်၏စီးမြင့်ကြကြအုပ်ချုပ်မှုကိုမျှော်မှန်းချက်မဲ့အောင်ဖြည့်ဆည်းခြင်းဖြစ်တဲ့ကဲ့သို့မြန်မာနိုင်ငံအတွင်းစစ်အင်အားအချို့အစားကိုပြန်လည်ပြောင်းလဲသွားစေနိုင်သည့်တိုက်ပွဲတစ်ခုဖြစ်လာနိုင်ပါသည်ဆက်လက်ပြီးရွာငံမြို့နယ်တွင်မှစစ်အုပ်စုနှင့်ကောက်ွယ်ရေးတပ်တို့တိုက်ပွဲဖြင့်စစ်ကော်မရှင်တပ်သား၂ဦးသည်တပ်ဦးဒဏ်ရာရလက်နက်တလက်သိမ်းဆည်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်အတွင်းမှာစစ်တပ်နှင့်ဒေသခံကာကွယ်ရေးတပ်တို့အပြန်အလှန်ထိပ်တွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှထိခိုက်သေးဆုံးသူတွေရှိတယ်လို့ Danu State National Different Army တပ်ဖွဲ့ကဒီနေ့နိုဝင်ဘာ၁ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အောက်တိုဘာ30ရက်နေ့လည်းနှစ်နာရီလောက်မှာရနေချေးွာအနီးရှိခါတဲ့ဒီပြန်လာတဲ့စစ်ကော်မရှင်တပ်နဲ့ကောက်ွယ်ရေးတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကော်မရှင်တပ်ဘက်က2ဦးသေဆုံး2ဦးထိမှန်တရရက MA1 တနက်တလက်ကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ပွဲဖြစ်ချိန်ကတိတ်မကြလိုက်ဘူး9မိနစ်လောက်ပဲပြတ်ခတ်မှုကတော့အင်အားတော့အတိအကျမသိရဘူးဗျ။ရှေးကဆိုင်ကယ်3စီးတော့ပါတယ်ဗျ။ ကျန်တာတော့ခြေလျင်ပဲဟု DSN နေတပ်ဖွဲ့မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကသတင်းဌာနကိုပြောကြားပါတယ်။ဖြစ်ခတ်မှုအတွင်စစ်ကော်မရှင်တပ်သားတိတ်ဆုံးခံတဲ့ပတ်သက်ပြီးလက်နက်သွားရောက်ကောက်ယူတဲ့အချိန်မှာတိတ်ဆုံးနေတဲ့စစ်ကော်မရှင်တပ်သားရဲ့ရှုံးအလောင်းတွေကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ဖြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကော်မရှင်တပ်သားတွေဟာမင်းပလောင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။သတင်းရလို့ကြိုးစောင့်နိုင်လို့တော့မဟုတ်ဘူးပြန်။ကျွန်တော်တို့ခရီးတစ်ခုသွားရင်လည်းအဲ့လိုမျိုးထိတ်တိုက်တွေ့လိုက်တာ ီစစ်တွေလာနေတာကိုကျွန်တော်တို့ point ကမြင်တာနဲ့လမ်းဘေးကပ်ပြီးတော့ပြစ်ခတ်ခဲ့ကြတာလို့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကဆက်ပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်28ရက်နေ့ကလည်းစစ်အင်အား200ကျော်နဲ့တောင်ဦးရွာကနေရင်းနေကျွော်ဘက်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကော်မရှင်တပ်သားတွေကို DSN တပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လက်နေငင်များအဖြစ်လည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဆလပီ PGF 1030ကိုတရင်888ဖြူဟာဒုတိယဗိုလ်မှူးကြီးကျော်ဖော့ဦးဆောင်တဲ့ PGF တပ်ဖွဲ့နဲ့စစ်ကောင်စီပူးပေါင်းတိုက်ခိုက်ခံရ အထိနာသိဆုံးမှုများတဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ဖလူဒေသတို့စစ်ကြောင်းထိုးနေသည့်ကရင်နယ်ခြားဆောင်တန်း BGF အမှတ်1019တရင်888ဖြူဟာဒုဖြူဟာမှုအပွဲမှာဒုတိယဗိုလ်မှူးကြီးကျော်ဖော့ဦးဆောင်နဲ့ BGF တပ်အင်အား200ဦးနဲ့စစ်ကောင်စီပူးပေါင်းတပ်များသည်နိုဝင်ဘာ၁ရက်နေ့မနက်စစ်ကြောင်းထိုးလာစဉ် KNL မဟာမိတ်ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်နှီးဆက်သူထံမှသိရှိရပါတယ်။ BGF တပ်ရင်888ဖြူဟာ ဒူပူဟာမူအဖွဲ့မှဒုတိယဗိုလ်မှူးကြီးကျော်ပေါ့ကနေဦးဆောင်ပြီးတော့ BGF တပ်ဖွဲ့အင်အား200ဦးနဲ့စစ်ကောင်စီတပ်ဖွဲ့200ဦးပါစစ်ကြောင်းကနိုဝင်ဘာ1ရက်နေ့မနက်မှာဖလူဘက်ကိုစစ်ကြောင်းထိုးလာပြီးနှစ်ဖက်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားက BGF စစ်ကောင်စီပူးပေါင်းတပ်ဖက်မှအတော်ထိနာတယ်လို့ကြားသိရတယ်ဟုအဆိုပါစစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ ပထမတော့888ဖြူဟာအဖွဲ့ကနေဂုံမူကြီးကျော်ဖို့အဖွဲ့တွေကစေကောင်စီတက်အသွင်ဆောင်ပြီးတက်မ22ဘတ်တစိတ်တက်ပြီးကြောက်ကူဘတ်စစ်ကြောင်းထုတ်ဖို့ပြင်ဆင်ထားတယ်။တက်မ22ဘတ်တစိတ်နဲ့ပြောင်းတက်ရန်စီစဉ်ထားပေမဲ့ဘတ်တစိတ်ထုတ်လုပ်ဖို့အချိန်မမီတော့ဘတ်တစိတ်မတက်ဖြစ်ကြဘူးလို့သိရတယ်လို့အချက်ပါသတင်းရင်းမြစ်ကပြောပါတယ်။အောက်တိုဘာ31ရက်နေ့တွင်လေ BGF နှင့်စစ်ကောင်စီပူးပေါင်းတပ်များသည်ကော့ကရိတ်တပ်မှအတွဲလိုက်မစ်ဆိုင်တုံများဖြင့်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည်ဟုသတင်းရင်းမြစ်ကဆိုပါသည် 69တက်မှကော့ကလေးမြို့တောင်ဘက်သို့လက်နက်ကြီးပစ်ခတ်မှုများလည်းရှိနေသည်ဟုဆိုပါရယ်။အော်တိုဘားလ31ရက်နေ့တွင်လက်နက်10နာရီအချိန်တွင်လည်းဖအံမကြုံတို့သို့6ဘိန်းကား2စီးရောက်ရှိလာပြီးစစ်ကောင်စီတပ်သား50ဦးခန့်ပါရှိတယ်လို့သတင်းရင်းမြစ်မှဆိုပါရယ်။ဒါပြင်အော်တိုဘားလ30ရက်နေ့တွင်လည်းမြောက်ပတိုင်းနောင်ထပ်ပန်းနန်းကော့တီစာတိကျေးရွာများသို့နဘူ948တက်မှရောက်ရှိလာပြီးကျေးရွာသားများအပေါ်အနိုင်ကျင့်ထိုးချိတ်နှိမ့်ဆန်ကြံတန်းရင်သည်ဆဲဆို့မှုများရှိပြီးကျေးရွာသားများအားဘုံကြီးကျောင်းတွင် စုရည်နေထိုင်ခိုင်းသည်ဟုသိရပါသည်။အကြံဖက်စစ်ကောင်စီတပ်များသည်အယက်သားပြစ်မှတ်ထားရည်ရွယ်ကောင်လက်နက်ကြီးရုံတိုက်ခိုင်းမှုများစက်တိုက်လုံဆောင်လျက်ရှိနေပြီးမြောက်ပတိုင်ဘက်ရှိစစ်ကောင်စီတပ်မှအမြောက်တီနေရာကိုတော်လန်ရေးဘက်မှပုံကျဲတိုက်ခိုက်မှုကြောင့်ဖြစ်စည်းမှုရှိသည်ဟုတရင်းရင်းမြစ်ထံမှသိရပါသည်။ဇမိုက်တရင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။